တဦးတယောက်နဲ့အတင်းအဖွဲကျွန်တော်တို့ကုမ္ပဏီရဲ့အကျိုးစီးပွားနဲ့ထိရောက်မှုကို အမြဲတမ်းစိတ်တမ်းတင်ထားရပါမယ်တဦးတယောက်ချင်းရဲ့အကျိုးစီးပွားကဒုတိယနေရာမှလာပါမယ်တဦးတယောက်ချင်းရဲ့စူးစမ်းအားထုတ်မှုတွေဟာလည်းအတင်းအဖွဲလိုက်အားထုတ်မှုတွေနဲ့ရှင်သွဲနေပါတယ်ဝန်တန်းတွေဟာ သူတို့အလုံးမှာ ထိရောက်စွာဆန်းဆောင်နိုင်တဲ့ရွေ့ သူတို့ကိုစုရှင်းမြေပေးတင်ပါတယ်အရေးအသွေးထက်မြက်အောင် လက်တွဲဖို့နဲ့လက်ရှိစွမ်းဆောင်ရည်ကြားမှာအမြဲတမ်းစေတနာလေးတွေရှိနေတတ်ပါတယ်ဒါမှဝန်ထမ်းတွေနဲ့မန်နေဂျာတွေကြားမှာလည်းစေတနာလေးတွေရှိတတ်ပါတယ်ဒါပေမဲ့ဒီပြဿနာအငင်းပွားမှုလေးတွေဟာကော်မတီတိုးတက်ဖို့အတွက်မောင်းနှင်ပေးတဲ့တွန်းအားတွေပဲဖြစ်ပါတယ် ကောင်းကြီးတိုးတက်မှုအတွက်အကြီးအသေးကိုတိုးတက်အောင်လှုပ်တက်နေရာမှာစေတနာလေးတွေရှိသလိုတာမန်ဝန်ထမ်းတွေနဲ့မန်နေဂျာတွေ ကြားမှာလည်းစေတနာလေးတွေရှိပါတယ်ဒါပေမဲ့ဒီပြဿနာတွေဟာကောင်းကြီးတိုးတက်စေဖို့အတွက်တွန်းအား ဖြစ်စေနိုင်သလိုအတားအဆီးလည်းစစ်နိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာ ီနှစ်ခုကြားမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင်တွန်းတင်ပေးရမှာဖြစ်ပါတယ်။များသောအားဖြင့်ဖြစ်လေရှိတာကကော်မတီရဲ့ရည်ရွယ်ချက်နဲ့မိမိပါဝင်ဟမ်မိမိ personal ရည်ရွယ်ချက်တို့အကြားမှာအငင်းပွားစရာလေးတွေအတွေ့များရပါတယ်။ကော်မတီဆိုတာကရေးချေအကျိုးစီးပွားနဲ့အရေးအသွေးအပေါ်အာယုံစိုက်ထားတာဖြစ်တယ်လို့ဝန်တန်းတွေကလည်း လတ်တလောစေတုစီမံချက်အကျိုးစီးပွားတွေကိုဆေးစုထားတာမို့အငင်းပွားစရာလေးတွေရှိနေတာဖြစ်ပါတယ်ဝန်တန်းစတာကအနာနောက်အနာကမှာသူတို့ရှိခြင်းမှရှိမှလို့ယူဆထားလို့ရှိတဲ့အတွက်ကြောင့်ပါဒီကြေညာကို ဖြည့်ချင်းဖို့ကျွန်တော်တို့ဟာဝန်တန်းတွေဟာလည်းပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတော့ employee stock ုံနာရှိစနစ်တရက်ကိုကျင့်သုံးထားပါတယ်။အဲဒီကနေဝန်တန်းတွေဟာသူတို့ရဲ့လာစာပြန်ဘောနက်တွေပြင်စင်ကြေးတွေအပြင်စေကူတမှုစရိတ်တွေကိုထပ်မံရရှိအောင်မှာဖြစ်ပါတယ်။ဒီစနစ်ကြောင့်ကျွန်တော်တို့ဟာဝန်တန်းတွေရဲ့ရည်တူအာယုံဆိုင်မှုစေတနာကိုဖြည့်ဆင်းပြီးသားဆောင်ရှားပြီးသားဖြစ်သွားပါတော့တယ်။ ကျွန်တော်တို့မှာအိမ်မက်တစ်ခုတည်းပဲရှိပါတယ်။အဲ့ဒီအိမ်မက်ဟာကုမ္ပဏီရဲ့အနာဂတ်ပါပဲ။ကျွန်တော်တို့ဝန်ထမ်းတွေဟာလည်းသူတို့ရဲ့အကြီးအသေးပါရမီအကြီးအရှင်အားလုံးကိုကုမ္ပဏီရဲ့အနာဂတ်အတွက်အပြည့်အဝအသုံးချတင်ပါတယ်။ကျွန်တော်တို့ရဲ့အကြီးအသေးကို တိုးတက်အောင်လုပ်ဖို့အတွက်ပါရမီရှိတဲ့ဝန်ထမ်းတွေကို လိုအပ်ပေမဲ့သူတို့ဟာ ကုမ္ပဏီကုမ္ပဏီရဲ့စီမံစည်းကမ်းတွေကို လိုင်းနာရမှာဖြစ်ပါတယ်တကယ်လို့သူတို့ဟာ သူတို့အကျိုးစီးပွားကိုပဲဆေးချူးနေမယ်ဆိုရင်ဟာဝေးဘက်ကသူတို့ကိုဆက်လက်ထိန်းထားနိုင်ဖို့အခက်တွေ့လာမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကုမ္ပဏီဟာကြောင်းလဲနေပါတယ်အစင်အတိုင်းမှာရှိတဲ့မန်နေဂျာတွေအားလုံးဟာ အမြတ်အစွန်းနဲ့ပတ်သက်ပြီးသူတို့ရဲ့ကိုရေးကိုတာ အကျိုးဆုံးရှုံးမှုတွေအပေါ်မှာတိတ်ကြီးတော့တိတ်ကြီးတော့ကမများကြတော့ကမများကြတင်ပါဘောအဲ့ဒီအစားပြောင်းလဲခြင်းအပေါ်မှာဝမ်းသာအလဲဖြစ်တင်ပါတယ်ဟာဝေးဟာဝန်တန်းတွေရဲ့အကျိုးအမြတ်ကိုရှေးချုတဲ့အဖွဲ့အစည်းမဟုတ်ဒီမူဝါဒကိုပဲဆက်လက် စင့်သုံးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကြောင်းလဲမှုလုပ်တဲ့အခါမှာဝန်တန်းအားလုံးဟာနားလေထောက်ခံပေးဖို့လိုအပ်ပါတယ်။ကြောင်းလဲခြင်းဆိုတာပါလေကြောင်းလဲခြင်းဆိုတာအကျိုးအမြတ်ကိုပြန်လဲပြန်ဝေပေးဖို့လှုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။အားကောင်းတဲ့အဖွဲ့အစည်းတိုင်းဟာလှုပ်လိဒီလိုလှုပ်လိရှိပါတယ်။ဒါမှသာပုံပြီးထိရောက်ပေါင်းမွန်တဲ့အဖွဲ့အစည်းစစ်လာတာပါ။ ဒါပေမဲ့ကြောင်းလဲမှုတိုင်းမှာစိန်ခေါ်မှုတွေကပ်ပါလာစမဲမောပြည့်ပြည့်စုံတဲ့ဟန်ချက်ကတော့မဖြစ်နိုင်ပါဘူးဒီအတွက်ကိုရာသူအစင်ကဘယ်လိုပဲဖြစ်နေပါစေကြောင်းလဲမှုတွေအပေါ်မှာမှန်ကန်တဲ့နှလုံးသွင်းမှုတော့ရှိတဲ့ပါလေဇေတုနဲ့ဇေရှိစိတ်ဝင်စားမှုတဦးတယောက်အတွက်ကျွန်တော်တို့ဟာဝန်တန်းတွေကိုဇေတုနဲ့ဇေရှိ အရင်အမြင့်ကြားကဆက်သွယ်မှုကိုအပြည့်အဝအတိအမှန်ပြုပေးရပါမယ်။ရေးချေရင်းနှီးမြုပ်နှံခြင်းရဲ့အရေးပါမှုကိုတေချာအောင်လုပ်ပေးရမယ်။လက်တလုံးကောင်းစားဖို့အစဉ်ပြေစေဖို့လုံးဝရှောင်ရှားရပါမယ်။လက်တလုံးအစဉ်ပြေဖို့ကြည်တာဟာဘာနဲ့တူတယ်လဲဆိုရင်တစ်နေ့ချွေတုချွေဥတလုံးဥပင်းနေတဲ့ငန်းကော ตัดไล่ตาเนี่ยอะตู่ๆไปแหละนั่นก็ซีบัวยีกองบีฮาวเวย์อ่ะซีบัวยีหาแลตองตึนနေတယ်ဆိုရင်ဝန်တန်းတွေရဲ့တနစ်စာဝင်ငွေစွတ်စွတ်ပေါင်းဟာနေပယ်တဲ့ကအမြင့်ဆုံးအဆင့်ကိုတက်ပုံများနေမယ်စွတာကတော့သိကြပါတယ်အနာဂတ်မှာကျွန်တော်တို့ဟာ ရေးချေခန်းစားခွင့်တွေပေးတာကိုချော့ချပြီး ရေတို့ကံစားကွင့်တွေကိုတိုးမြှင့်ပေးခြင်းမျိုးဝန်ထမ်းတွေကို motivate လုပ်ရပါမယ်အမျက်ကိုချော့ချပြီး bonus ကိုတိုးပေးရပါမယ်ရေတို့နဲ့ရေရှည်ကံစားကွင့်အချိုးအစားတွေကိုစည်းဝါးရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်ပြီးအမြဲတမ်းစိတ်ညစ်သွားရပါမယ်လိုအပ်တဲ့စီမံကွက်ကွဲမှုတွေကိုလည်းလှုပ်သွားရပါမယ် အထူးသဖြင့်ဘောနက်ပိုင်းကိုပို့တိုးပေးသွားရပါမယ်ရေတိုးမလုံးတွေကို တိုးပေးသွားဖို့ဖြစ်ပြီးရေချီမလုံးတွေကိုတော့တင့်တင့်မြတ်တတ်တဲ့အနေအထားမှာပုံမှန်ထားပေးသွားရပါမယ်ဒါမှသာဝန်တန်းတွေဟာ အလုတ်ကြိုးစားခြင်းစိတ်အောင်မြင်မှုကိုစာလောင်တဲ့စာလောင်စိတ်နဲ့ထက်သန်နေမှာဖြစ်ပါတယ် ရေတုံမက်လုံးတွေဟာဝန်တန်းတွေကိုစိတ်ကိုစစ်တတ်ဖို့အာမန်ဖြစ်ပေးပြီးအာမန်ဖြစ်ပေးပြီးရေချီမက်လုံးတွေကြတော့ကုမ္ပဏီကိုတည်ငြိမ်အောင်ဖန်တီးပေးပါတယ်ဒီလိုမက်လုံးတွေဟာမတူညီတဲ့စီမံချက်တွေကိုရှိရှိပါတယ်တစ်ခုနဲ့တစ်ခုစန့်ကျင် မစန့်ကျင်ရအောင်တည်ရမှုမရှိရအောင်တည်ထားပြီး ဒီဇိုင်းဆွဲရပါတယ်ဝန်ထမ်းကောင်းတွေကိုအစဉ်တစ်ပြည့်စွမ်းဆောင်ရည်ကောင်းစေဖို့အတွက်ကျွန်တော်တို့ဟာစုနဲ့ခန်းစားခွင့်တွေကိုမှန်မှန်ကန်ကန်နဲ့မြမြတတပေးပြေးဆက်ဆက်ရေးချီဆက်ထင်းသွားဖို့ထင်းထားနိုင်ရပါမယ်သူတို့အတွက်အလွန်ကျွန်လှုပ်လိုက်ရင်လေယုံတွင်ပုံကြစရိတ်ဟာထိုးတက်သွားမှာဖြစ်ပါတယ် ဖောက်တဲ့တွေဟာလည်းကျွန်တော်တို့ကိုစွန့်ခွာသွားပါလိမ့်မယ်ကျွန်တော်တို့ကျွန်တော်တို့လည်းကြဆုံးပြီးဝန်ထမ်းတွေဟာလည်းအလုံးလက်မဲ့စစ်သွားပါလိမ့်မယ်ဒါကြောင့်စစ်တော့စစ်တယ်ဒါပေမဲ့ရေးစိမခံတဲ့အလိုအလိုလိုက်တဲ့အစ်စ်မျိုးမဖြစ်အောင်ကယူကြရပါမယ်ရေးစိကြည့်ပြီး HR policy တွေဟာတင့်တင့်ရမယ် မှန်တန်ရမယ်ဆိုတဲ့မူကိုလက်ကင်ထားရပါမယ်အချို့မိခင်တွေဟာ အရန်ကို အလိုလိုက်သဘောကောင်းကြပါတယ်ကောက်ပဲသိနံအထွက်ကောင်းတဲ့အချိန်မှာကိုယ်သားသမီးတွေကိုဝါဝလင်လင်ကျွေးမွေးကြတယ်ကောက်ပဲသိနံရှားပါတဲ့အချိန်မှာတော့ကိုယ်သားသမီးတွေကိုစင်တန်နိုင်အောင်မထားနိုင်ကြတော့ဘူးမိဒီလိုမိခင်မျိုးတွေဟာ ကောင်းပေမဲ့ရှင်သန်ရက်တည်မှုအပိုင်းမှာတော့မကျွမ်းကျင်ဘူးလို့ဆိုရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ HR policy တွေဟာဒါကိုနမူနာယူပြီးရှင်သန်တက်အောင်ကြိုးစားရပါမယ်ကျွန်တော်တို့ဟာအစဉ်ပြေနေတဲ့အချိန်မှာမတရားရရောခက်ပေမဲ့ရရောခက်မယ်ဆိုရင်အစဉ်မပြေဖြစ်တဲ့အချိန်မှာဆစ်ဆက်သွားဖို့အခက်တွေ့ပါလိမ့်မယ်တမိုင်းမှာဒီ ဒီလိုမျိုးတမွန်းတက်တွေရှိခဲ့တာ မနှဲမနှောပါပဲကျွန်တော်တို့ရဲ့ HR policy တွေကိုအလွန်အမင်းပြုပြင်နေဖို့မလိုပါဘူးပြန်ဘက်တွေထက်ကြုံနေတဲ့ရွေ့ကျွန်တော်တို့ဟာပြင်ဖို့မလိုသေးပါဘူးဒါပေမဲ့ကို policy အပေါ်မတရားအကောင်းမြင်နေဖို့လည်းမလိုပါဘူးကျွန်တော်တကိုယ်အမြရပြောရမယ်ဆိုရင် ကျွန်တော်ကရေးရှိကြော်ကြားတာမျိုးကိုမလိုချင်ဘူးလူတွေအာယုံဆိုင်ခံရတာမျိုးကိုမလိုချင်ဘူးဒါတွေကတတင်းကတတန်းပဲရှိပါတယ်ဟာဝေးဟာ contribute အန် share system ကို အကောင်ဆုံးအကောင့်ထဲဖော်ရပါမယ်ဌာနနဲ့ဒေတာကံဂျုံတွေမှာမိမိကိုယ်ကိုထိန်းချုပ်တဲ့စနစ်တစ်ခုထားရှိရပါမယ် ဒီစနစ်နဲ့ကျွန်တော်တို့ရဲ့ကုန်ကြားစရိတ်ကို မြင့်မြင့်တက်မလာအောင် ထိန်းထားရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ budget အတွက် fine tim ကလက်ထဲမှာရှိနေတာမို့ပါဒီနီလန်းကိုအနာဂတ်မှာဆက်လက်ပြီး အကောင့်ထဲပေါ်သွားပါမယ်။အတူအယောက်ကြော်ပြောင်းခြင်းနဲ့မာကြောခြင်းကျွန်တော်တို့ဟာဝန်တန်းတွေကိုကန်စားခွင့်တွေ စုတွေရှင်းမြင့်တဲ့နေရာမှာကော်မဏီရဲ့ဌာနဆိုင်ရာစွမ်းဆောင်ရည်ပေါ်မှာမူတည်ပြီးရှိစိတ်ထားတင်ပါတယ်ဒါမှဆိုးရွားလာတဲ့အခြေအနေတွေကို ကောင်းစွာမွမ်းမံထားတဲ့အဲချာ policy တွေနဲ့ထိန်းချုပ်နိုင်ပါလိမ့်မယ်နောက်ပြီးရေတော်မတ်လုံးတွေနဲ့ထိရောက်မှုကိုလည်းဆက်လက်ပြီးခိုင်မာအောင်လုပ်ပေးထားရပါမယ် ဒီဂျေတူမလုံးတွေကြတော့အတိုးအယော့လုတ်ပေးလို့ရပါတယ်ဖြေချော့လို့ရတဲ့အနေအထားဆိုတိုးပေးတဲ့ဒီဖြေချော့လို့မရတဲ့အနေအထားမှာဆော့ပေးရပါမယ်နောက်၅နှစ်အတွက်ဟာဝေးတက္ကနိုလော်ဂျီရဲ့စုစုပေါင်းဂျောင်းအားဟာစစ်စစ်ရာဂိုင်းနှုန်းထိတက်လာပါလိမ့်မယ်ဖြေချော့လို့မရတဲ့ခန်းစား권အပိုင်းတွေအတွက် 30ရာခိုင်နှုန်းကနေ12ရာခိုင်နှုန်းအထိ ဖြည့်ချော့ပေးလို့ရတဲ့အပန်းကြတော့6ရာခိုင်နှုန်းကနေ7ရာခိုင်နှုန်းအထိတိုးပေးသွားမှာဖြစ်ပါတယ်ဒီလိုလှုပ်ပေးခြင်းအဖြစ်ဝန်ထမ်းတွေကပုံမုံစိတ်သက်တွန်းအားပေးတွန်းအားဖြစ်စေပါတယ်ဖြည့်ချော့ပေးလို့မရတဲ့အပန်းကိုတော့ promotion နဲ့သာတိုးပေးမှာဖြစ်ပါတယ်စွမ်းဆောင်ရည်ကောင်းရင်ကောင်းတယ်လို့ဘောနပ် ရတယ်ဆိုပေမဲ့ဇာတုကတော့တိုးနိုင်မှာမဟုတ်ပါဘူးကျွန်တော်အထက်ကပြောခဲ့သလိုကျွန်တော်အထက်ကပြောခဲ့သလိုအနာဂတ်မှာခံစားခွင့်တွေဟာရောင်းအားရဲ့30ရာခိုင်နှုန်းကနေ70ရာခိုင်နှုန်းအထိတက်လာမှာဖြစ်ပါတယ်ဖြေဆော့ပေးလို့ကြတဲ့အပိုင်းမှာတော့600ရာခိုင်နှုန်းကနေ700ရာခိုင်နှုန်းအထိတိုးပေးမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟာ ငွေကြေးဆိုင်ရာအဆက်အလက်တွေအတွက်တွက်ဆက်တဲ့နေရာမှာအတိုးအဆော့ကိုလှုပ်တဲ့လှုပ်တဲ့မှလှုပ်ပေးရပါမယ်နှစ်စဉ် business plan budget စတာတွေကိုရေးဆွဲထားရပါမယ်ဥပမာဒီနှစ်အတွက်စုစုပေါင်းရောင်းရငွေကိုအမေရိကန်ဒေါ်လာဘီလီယံ30ခန့်မှန်းထားတယ်ဆိုပါစို့ထားပေးမဲ့ ဒီအနေအထားဟာ အရန်များပြတဲ့အတွက်မှန်းထားတဲ့မှန်းထားပေမဲ့ဒီအနေအထားဟာအရန်များပြတဲ့အတွက်မဖြစ်နိုင်မှာဆိုလို့29ဘီလီယံပဲထားလိုက်တယ်ဒါပေမဲ့တကယ်ရောင်းရတဲ့အချိန်မှာတော့မှန်းထားတဲ့တက်တက်ကိုထိပြီးဘီလီယံ30ဖြစ်သွားပါတယ်ဒီလိုအခါကြရင်ဘောနတ်နဲ့ခန်းစားခွင့်တွေကို ထပ်တိုးပေးသွားမှာဖြစ်ပါတယ်ဒီလိုလှုပ်ပေးတာဟာဘောနက်ပန်းဆိုင်ရာပုံပြီးဖြည့်ဆော့ပေးလို့ရပါတယ်ခန်းစားစုနဲ့ခန်းစား권အပိုင်းမှာတော့ဇာတုနဲ့အလုတ်ကိုတိုးချော့တာနှစ်စင်လုပ်နိုင်ပါတယ်ဒါဟာဖြည့်ဆော့လို့မရတဲ့ကုန်ကြမ်းစရိတ်ကိုကျွန်တော်တို့စီမံထိန်းချုပ်တဲ့ပုံစံပါပဲ။